ယူကရိန်းငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့အတွက်ပြည်ထောင်ဝန်ကြီးချုပ်ကီယာစတာမာကတပ်ဖွဲ့ဝင်တွေဆေလွတ်ဖို့စီစဉ်နေတာဟာစစ်ပွဲမှာပြည်ထောင်တိုင်းရိုက်ပါဝင်တဲ့သဘောဖြစ်တယ်လို့ရုရှားကပြောကြားလိုက်ပါတယ်။ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီမှုရလာရင်ဆော့တီယေဆန္ဒရှိတဲ့နိုင်ငံတွေမှာမဟာမိတ်ဖွဲ့ဖို့ပြည်ထောင်ဝန်ကြီးချုပ်ကပြင်သစ်သမ္မတမက်ခရွန်နဲ့အတူအဆိုပြုထားပါတယ်။ဒီလိုငြိမ်းချမ်းမှုထိန်းသိမ်းရေးနဲ့ယူကရိန်းကိုကူညီရေးညွန့်ပေါင်းအဖွဲ့မှာနိုင်ငံပေါင်း20လောက်ပါဝင်မှုရှိနေတယ်လို့ဝန်ကြီးချုပ်ကီယာစတာမာကပြောပါတယ်။ ဒါပေမဲ့ရုရှားနိုင်ငံသားရေးဝန်ကြီးစာဂျီလက်ဘရော့ကရုရှားနယ်စပ်မှာနိုင်ငံသားတက်တွေချထားတာကရုရှားနဲ့ဖြစ်နေတဲ့စစ်ပွဲမှာနေတိုးအဖွဲ့ဝင်နိုင်ငံတွေတိုက်ရိုက်တရဝင်ပါဝင်လာတဲ့သဘောဖြစ်ပြီးခွင့်ပြုလို့မရဘူးလို့ပြောကြားထားပါတယ်။ဒေါ်နယ်ထရန့်အဆိုရကယူကရိန်းကိုပေးနေတဲ့အမေရိကန်စစ်ရေးအကူအညီအားလုံးရပ်တန့်ထားသလိုထောက်လန်းရေးသတင်းဝေမျှမှုကိုလည်းရပ်တန့်ထားချိန်မှာဝန်ကြီးချုပ်ကီယာစတာမာကယူကရိန်းစီတိုက်ခိုက်ရေးဒရုန်းတွေအရှိန်မြင့်ပေးဖို့ကူညီနိုင်ရေးလုံခြုံရေးလုပ်ငန်းတစ်ခုနဲ့လက်မှတ်ရေးထိုးသဘောတူထားပြီးဖြစ်ပါတယ်။ ပြည်ထောင်နဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ပြောဆိုဆွေးနွေးမှုအပြီးမှာဝန်ကြီးချုပ်ကီယာစတာမာကအခုလိုပြောကြားခဲ့တာပါ။အမေရိကန်ကယူကရိန်းနဲ့ပတ်သက်လို့ရုရှားဘက်ကရည်တည်နေရဆိုတဲ့ဆွဆွဲချက်တွေကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးကပယ်ချပြီးမီဒီယာတွေရဲ့တစ်ဖက်ဆောင်းလင်းဖော်ပြမှုတွေဖြစ်တယ်လို့ဆိုပါတယ်။ဥရောပအတွက်ကာကွယ်ရေးအကူအညီတွေကိုတမရထရန့်ကရှင်းချနိုင်ခြင်းရှိတဲ့အတွက်ဥရောပကောင်ဆောင်တွေကကြိုတင်စီမံမှုတွေပြုလုပ်ထားပြီးဖြစ်ပါတယ်။ ယူကရိန်းကိုဆက်လက်ကူညီပေးရေးလဲဥရောပခေါင်းဆောင်တွေသဘောတူထားပြီးရုရှားနဲ့ငြိမ်းချမ်းရေးသဘောတူညီမှုရခဲ့ရင်ငြိမ်းချမ်းရေးတပ်ဖွဲ့တွေယူကရိန်းတို့ဆေလွတ်ဖို့ပြင်ဆင်နေပါတယ်ပြင်သစ်နဲ့ပြည်ထိုင်တို့ကယူကရိန်းစီငြိမ်းချမ်းမှုထိမ့်သိမ်းရေးတပ်ဖွဲ့တွေဆေလွတ်ဖို့အဆိုပြုထားတာဟာထိတိုက်ရင်ဆိုင်လိုတဲ့သဘောထားကိုဖော်ပြနေတာဖြစ်တယ်လို့ရုရှားကပြောဆိုထားတာဖြစ်ပါတယ်။